ကလေးတွေကြောက်ခွက်တဲ့ຢာတီရောက်လာပြီမနေ့ပိုင်ကလေးကြောက်ဖို့ပြီးပြီဆိုရင်မေမေတွေတွေနဲ့ခဏတစ်ဖြုတ်ကိုပိုင်အားလတ်ချေလေးတွေရကြမယ်ထင်ပါတယ်ဒီလိုမျိုးကြောက်ခွက်ຢာတီရောက်ပြီဆိုရင်ကျမတို့မိသားတွေအနေနဲ့ကလေးတွေပညာသိကြရေးအတွက်ကိုကြားစရိတ်များလာတဲ့အတွက်တစ်ဖက်တစ်လမ်းကဝင်ဝင်ရအောင်အလိုလိုတစ်ခုလူတိုင်းရှာနေကြမယ်ထင်ပါတယ်အဲ့ဒီအတွက်ကျမကစေဘော်ကြီးအခွင့်အလမ်းတစ်ခုကိုမျှဝေပေးချင်ပါတယ်ကျမလည်းကိုအားလတ်တဲ့ခြေလေးတွေမှာ တစ်ဖက်တစ်လမ်းကဝင်ငွေရအောင်သားသမီးတွေပညာရေးအတွက်ထောက်ပံ့နိုင်အောင်ဆိုပြီးဒီစီးပွားရေးကိုလုပ်ကန်နေတဲ့ business owner နဲ့မတတအုပ်ဖြစ်ပါတယ်။ကျွန်မလုပ်ကန်နေတဲ့ဒီစီးပွားရေးကနိုင်ငံတကာသိမှတ်ပြုတရားဝင်စီးပွားရေးတစ်ခုဖြစ်ပါတယ်။ social media ကိုတိုးပြပြီးကိုယ့်ရဲ့စီးပွားရေးအခွင့်အလမ်းကိုပဲအဓိကကျင်ညာရတဲ့ online marketing လုပ်ငန်းတစ်ခုဖြစ်တဲ့ franchise business စီးပွားရေးပူဆောင်ဖြစ်ပြီးတော့ကိုက ဆက်ဆက်ပြီးဈေးကွက်ရှာပေးရတဲ့ affiliate marketing လုပ်ငန်းကိုပဲလုပ်ရတဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်။ဒီစီးပွားရေးကိုလုပ်ခဲ့တဲ့သူတွေအနေနဲ့ပညာရည်ချင်းလုပ်ငန်းအတွေ့အကြုံရှိစေရမလို့ပဲနဲ့ကိုကဒီစီးပွားရေးကိုအစစ်ချင်းလိမ့်လာပြီးလုပ်ကြွားရုံပဲဖြစ်ပါတယ်။ဒီစီးပွားရေးကိုလုပ်ခဲ့တဲ့သူတွေနေနဲ့ကျမတို့လိုမျိုးမိခေတွေလိုမိခေတွေနေနဲ့ ိုအားလက်တဲ့ခြေလေးတွေမှာအခြေလော့လတ်စာလုပ်ကန်ခွဲရတဲ့အကျိုးကျေးဇူးတစ်ခုကိုပထမဆုံးရရှိတာဖြစ်ပါတယ်။ပြီးတော့ဒီစီပွားရေးကလိမ့်လာရင်လုပ်ကန်ရတာဖြစ်တဲ့အတွက်ကိုယ့်အတွက်သုံးသပ်မှုပထမဆုံးပိန်တိုင်းစီပွားရေးတစ်ခုဖြစ်ပါတယ်။ဒီစီပွားရေးကဝင်ငွေတစ်ခုတည်းကိုအဓိကထားတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဘဝသုံးသပ်ဖို့ကိုယ့်မိသားစုဘဝသုံးသပ်ဖို့အဘယ်ဘက်ကနေပြီးတော့ပြောင်းလဲပေးနိုင်တဲ့စီပွားရေးတစ်ခုဖြစ်ပါတယ်။ဒီစီပွားရေးကိုလုတ်ကြိမ်မယ်ဆိုရင်ကျမတို့ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့အမည်နဲ့ဂျီမေးဖြစ်ပြီး register လုပ်ပြီးရင် webinar ကိုလေ့လာမှုကနေစတင်ရတာဖြစ်ပါတယ်။အဲကြောင့်မလို့ဒီစီးပွားရေးအခွင့်အလားကိုတွေ့တဲ့စိတ်ဝင်စားတဲ့သူတွေအနေနဲ့အရင်ဆုံးလေ့လာကြည့်ပါလို့တိုက်တွန်းချင်ပါတယ်။တကယ်လို့အသေးစိတ်သိချင်တာမေးမြန်းချင်တာဆိုရင်လည်းကျမကို message ပို့ပြီးမေးမြန်းလို့ရပါတယ်။ဒီစီးပွားရေးကအသက်18နှစ်ပြည့်ပြီးတဲ့သူတိုင်းမိသူမဆိုးကြားမမရွေးလိုကန်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တဲ့ အခြေအနေရာဒေတာကတ်တခြားချက်မရှိဘဲနဲ့အင်တာနက်သာရှိတယ်ဆိုရင်မြည်သည့်နေရာမြည်သည့်ဒေတာကတ်အစိုးလုတ်ကဲ့လို့ရတဲ့စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်တယ်ဆိုတာလေးကိုမျှဝေပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မခက်ခဲတဲ့ပါ